မြန်မာနဝချင်းတွေကိုအဆင့်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလားကောက်လေးတွေကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါရယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာမေဟိန်ခတ်ဥဒ္ဒာတိပါရေးသားထားတဲ့မန္နန်ထူးမောင်နဲ့နောက်မှလိုက်လာကြသူများဇလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါရယ်။ထူးမောင်ဟာမမြင်ရတဲ့မျက်လုံးတွေကြောင့်အန်ဒီရဲ့ကိုရင်ဆိုင်မှုအခက်တွေ့နေတဲ့အချိန် ဥကလာနဲ့အဆောင်ရှောက်များအကူအညီကြောင့်စကုဓာတ်ရုကျင့်စဉ်ကိုရရှိလာခဲ့တယ်။ပထမအဆင့်နဲ့ဒုတိယအဆင့်တွေအောင်မြင်ပြီးသကောင်ကျော်လာခဲ့လိမ့်မယ်။ခက်ခဲပင်ပန်းလာတဲ့အတွက်ဥကလာအနားယူဖို့ပြောတယ်ဆိုပေမဲ့ထူးမောင်ကတော့ညှင်းဆူလိုက်ပါတယ်။ဥကလာလည်းဇွဲကြီးတဲ့ထူးမောင်ကိုမြင်ပြီးသဘောကျနေတယ်။သူ့နားထဲမှာလည်းစကုဓာတ်ရုချစ်စဉ်နောက်ဆုံးအဆင့်ကိုကြားနေရပြီအခုမင်းရဲ့စိတ်အာရုံမှာခန္ဓာကိုယ်နဲ့ပုံဝင်းချင်ကိုပုံဖော်နိုင်ခဲ့ပြီ ။နောက်ဆုံးအဆင့်မှာမင်းအနေနဲ့စိတ်ကိုအထူးတည်ငြိမ်အောင်လုပ်ဖို့လိုတယ်။ဆက်ပြောပါဦးကလာ။အခြေခံအဆင့်တွေလိုပဲမင်းရဲ့စိတ်ကိုအပြည့်အနေပုံဖော်ပြီးတော့မင်းရဲ့ခန္ဓာကိုယ်ကိုပြန်ကြည့်ရမယ်။ဒီတစ်ခါတခြားနေရာတွေရောမဟုတ်ပဲမျက်ခုံးနှစ်ခုကြားနှစ်ဖူးတဲ့တော့ကိုကြည့်ရမယ်။လုံးဝအာရုံမလွှဲနဲ့။ဖြစ်တဲ့ဦးကလာနောက်ပြီးတော့နောက်ပြီးတော့ဒုတိယအဆင့်အတိုင်းကိုတွေးမသိစိတ်မှာအလင်းကိုဖန်တီးရမယ်။ စကြဝဠာကြီးကိုဖြစ်စေတဲ့ဖွဲ့စည်းခြင်း၊ယုံရင်ခြင်း၊တုံးကန်ခြင်းအပူအေးအေးဆိုတဲ့ဓလေးပါကိုနှစ်ဖူးတဲ့ထဲမှာစုစည်းထားတယ်လို့မှတ်ယူပါနားလဲရမှတ်လားကျုပ်နားလဲပါတယ်ဥက္ကလခမရအိတ်မယ်ဆိုလဲအိတ်လို့ရပါတယ်ကျုပ်ကကြည့်စီရောဆက်သွားလောက်မယ်လွယ်မလို့နဲ့ခက်မဲ့သဘောပဲပထမအဆင့်နဲ့ဒုတိယအဆင့်ပေါင်းစည်းထားတယ်လို့တော့ပြောတယ်ထူးမမင်းကငါယုံနေစူးစမ်းကြည့်စမ်းကွာထူးမောင်က တင်းကြိုင်းကူပေါ်မှာထိုင်ရင်းနဲ့နောက်ဆုံးအဆင့်အတွက်အပြင်းထန်စ조사အားထုတ်တော့တယ်။ဥကာလာကပြောတင်တာတွေပြောပြီးတဲ့အခါမှာတော့ဇေယျပေါ်မှာပြန်လဲနေရင်အိပ်ပျော်သွားခဲ့ပြန်တယ်။တစ်ဖက်မှာလည်းထူးမောင်စီကိုလာနေတဲ့ဂန်းကြီးတုံးကရန်သူတွေကိုမပန်းပြွာမွညုံမျိုးအနည်းကနေခုခံထားတယ်။ဥတန်ငယ်ကလည်းမြင့်စိတ်မှနေတစ်ဖက်ကန်းကလိုက်လာတဲ့ရန်သူတွေကိုခုခံနေခဲ့တယ်။မပန်းပြူနဲ့ရင်ဆိုင်နေရတဲ့အဖွဲကမဲတော်လေးပါးကိုင်းကပြညာတဲ့မင်းကလေးနှစ်ဦးနဲ့ လက်ဝဲကိုင်းကဖို့ရစာတို့အဖွဲပဲဖြစ်ပါတယ်။ဖို့ရစာနဲ့အဖွဲသားတွေကတချိန်ကခေါင်းဝင်ဖြစ်ခဲ့ဘူးတဲ့မပန်းဖြူဆုံးမမယ်ဆိုပြီးရှီရနေတိုက်ခိုက်နေတယ်။ပညာတဲ့မိန်းကလေးနှစ်ဦးကနောက်ကနေတီတိုတိုင်မြင်နေကြတယ်။တာတီနင့်မှာဖို့သွင်းစရာအလောင်းမရှိဘူးဆိုတော့စိတ်မကောင်းဟာဟာဒါကလွယ်ပါတယ်ခေါင်းရံဖြူဒါတီးကလဝါနှစ်ချက်ကိုဖြောင်းကနေရလိုက်ပြီးတော့စကြိုတန်းလေးတစ်ခုကိုဖန်တီးလိုက်လိမ့်တယ် လဝဲကိုင်းကပြညာရက်တွေကိုပန်းဖြူလဲတင့်နေတာကြောင့်အသက်ပြန်ထားပြီးတော့စကြိုတန်းကအသက်ကိုနှုတ်နိုင်တဲ့အထိအဆွတ်ထက်တာကြောင့်ခောက်ခောက်ခွာလေးနေလိုက်တယ်။ဒါမှလည်းတာတရခောင်ရဲဖြူကိုမတက်ပဲစကြိုတန်းကိုသူ့လူတွေစီပြစ်လွှတ်လိုက်လေတယ်။လောင်ငယ်သားတွေကလည်းကိုလူကိုပြန်လဲတိုက်ခိုက်နေတဲ့တာတိကိုနားမလည်နိုင်ဖြစ်နေတဲ့အချိန်စကြိုတန်းကလယ်ဝင်းကိုရစ်ပတ်လာပြီးတစ်ချက်ဆွဲညက်လိုက်သလိုဖြစ်သွားခဲ့တယ်။အလုံးစကြိုပြီးတည်သွားကြတဲ့အခါမှာ ပန်းဖြူဟာတာတီးကိုစိတ်ပြတ်တဲ့အချိန်နဲ့ကြည့်အတော်လေးကိုယွန်းစရာကောင်းတဲ့စိတ်ဓာတ်ပဲမတက်နိုင်ဘူးငါအလောင်းနေရှိမှတိုက်ခိုက်ရတာအဆင်ပြေတယ်ဆိုတော့တတ်မှုမရှိတဲ့အသက်တွေကိုတော့စတဲ့ရမှာပဲပန်းဖြူလည်းတာတီးရဲ့လုံရက်နဲ့ပတ်သက်ပြီးဘာမှဆက်မပြောတော့ပဲတိုက်ခိုက်ဖို့သာပြန်လိုက်တယ်ပရီလုံးလောက်ရှိတဲ့အလင်းဆက်လုံးတစ်ခုလဝါပြမှာပေါ်လာပြီးတော့အဲ့ဒီအလုံးလေးနဲ့တာတီးရဲ့မျက်နှာတဲတဲ့ကိုတောက်လိုက်တယ်တာတီးကအလင်းဆက်လေးကိုတိတ်လျှောက်ရင်းနောက်ကိုခုန်ထက်ပြီး သူ့ရဲ့ဖုတ်တဲ့အသက်ကိုစတင်အသက်သွင်းလိုက်တယ်။အလောင်းကောင်တွေရဲ့ချောင်းမနေရင်စကြိုးတစ်ချောင်းချင်းစီကိုအလောင်းတွေနဲ့ဆက်သွဲလိုက်လိမ့်တယ်။ပြီးတဲ့နောက်မှာတော့အလောင်းတွေကိုဆွဲထုတ်ပြီးသူ့ရဲ့စေကိုက်ချက်အတိုင်းလှုပ်ဖို့အမိတ်ပေးကအနောက်မှာထိုင်နေတယ်။အလောင်းကောင်တွေနဲ့ပန်းဖြူတို့တိုက်ခိုက်ကြတော့မှကိုအေးအေးဆေးဆေးထိုင်ကြည့်နေတဲ့အတွက်ပညာတဲ့မိန်းမနှစ်ယောက်ကလည်းပန်းဖြူကိုဝင်ရောက်တိုက်ခိုက်လာတယ်။ပန်းဖြူကိုအလောင်းကောင်တွေကတိုက်ခိုက်လာတဲ့အခါပညာတဲ့မိန်းမနှစ်ဦးပျောက်သွားတယ်။ ထူးမောင်ရှိရာစီကိုသွားကြမမှန်တိပိမဲ့ပန်းဖြူကအလွဲတခုမသိနိုင်တဲ့အလောင်းကောင်တွေကြောင့်အလုံများနေတယ်။ပန်းဖြူကလမ်းတစ်ဖက်ကအလင်းဆက်လေးတွေထွက်လာပြီးဖုတ်ဝင်နေတဲ့အလောင်းကောင်တွေကိုပြစ်ခတ်တိုက်ခိုက်တဲ့အခါတချို့အလောင်းတွေကလည်းအသားတွေပဲ့ကျပြီးတော့အရိုးပေါ်တဲ့အထိမီးဆွဲလောင်နေတယ်။ဒါမဲ့တိတ်ပြီးသူတွေကတက်လို့မရတာကြောင့်ခက်ခက်ခဲခဲတိုက်ခိုက်နေရတယ်။အလောင်းကောင်တွေနဲ့တိုက်ခိုက်နေထိုင်ကြည့်နေတဲ့တာတီးကိုအဝေးကအလင်းဆက်တစ်ခုနဲ့ပြစ်ခတ်လိုက်တော့ ထုတ်ရစာတာတီးရအမြန်ရှောင်းလိုက်တယ်။ဒါပေမဲ့တာတီးရမျက်နှာကိုအလင်းဆက်လေးထိမိသွားပြီးအငွေတစ်ထောင်ထောင်ထွက်သွားတဲ့အခါဖောက်ကောင်တွေကအော်ဟစ်လူးလိုက်လေတယ်။ဒီကဖောက်ကောင်တွေကထိချုပ်ထားသူနဲ့တသားတဲ့ဖြစ်နေတာကိုသတိထားမိသွားပြီးဖောက်ကောင်တွေရဲ့တိုက်ခိုက်မှုကိုကောက်ွယ်ရင်တာတီးကိုရအောင်တိုက်ခိုက်နေတယ်။တခါနေမှာအကြံတစ်ခုရတဲ့အတွက်ဆက်တက်ကြည့်ဖို့ဆုံးဖြတ်ပြီးတော့ဖောက်ကောင်တွေကိုငြင်းငြင်းကြည့်နေလိုက်တယ်။အနည်းစီဒေါသတကြီးလာနေတဲ့အလန်းကောင်တွေက ကြောက်မောက်ပဲကောင်းလာတယ်ဆိုပေမဲ့ပန်းဖြူကအကြောက်လည်းမရှိပဲအလင်းရောင်တို့ချို့ဖောက်ကောင်တွေရဲ့မျက်လုံးတဲ့တဲ့စီကိုပြစ်လို့တိုက်ခိုက်ခဲ့တယ်။ပြီးတဲ့အခါမိမိချေရမျိုးကိုအစီတချို့ပြုတ်လုပြီးဆုတ်ကင်ထားလိုက်တယ်။ဖောက်ကောင်တွေရဲ့မျက်လုံးတဲ့တဲ့စီကိုပြစ်လို့တိုက်ခိုက်ပြီးတဲ့အခါမှာတော့မိမိချေရမျိုးကိုအစီတချို့ပြုတ်လုပြီးဆုတ်ကင်ထားလိုက်တယ်။အဲနောက်မှာတော့ဖောက်ကောင်တွေအပေါ်ကနေခုန်ကြော့ပြီးတာတီးစီကိုတဲ့တဲ့ဝင်လာတဲ့အခါမှာတာတီးကဘီကိုတိတ်ဆောင်သွားတယ်။ ဒီခါတာတီးရဲ့ခြေရမျိုးပေါ်ကိုသူမရဲ့ခြေရမျိုးမုံတွေဖြူပြီးတော့တစ်ချက်နင်းလိုက်တယ်။ဖိုးရစာတာတီးကလန့်သွားပြီးပန်းဖြူကိုခက်စိမ့်စိမ့်ကြည့်လိုက်တယ်။အဲ့ဒီလိုကြည့်နေတဲ့အချိန်မှာပဲဖိုးကောင်နေရတာတီးကိုပန်းဖြူဆိုပြီးတော့အထင်မြင်မှားပြီးတော့လိုက်လံတိုက်ခိုက်တော့တယ်။တာတီးလည်းအချိန်နဲ့မဟန်တဲ့အတွက်မိမိကိုရံမှုကြမဲ့ဖိုးကောင်တွေကိုဖုတ်တဲ့နှုတ်ဖို့လက်ကိုဆန့်ထုတ်လာခဲ့တယ်။ဒါပေမဲ့တာတီးရဲ့ဖုတ်သွင်းဖုတ်ထုတ်ပညာအစွမ်းနဲ့အသုံးပြုမရဖြစ်နေတဲ့အချိန် ပန်းဖြူကိုလှည့်ကြည့်တဲ့အခါမှမရှိတော့ဘူး။ပန်းဖြူအစားသူ့ခြေရာပေါ်မှာစိုက်ထားခဲ့တဲ့တန်ဆူဝါလေးကိုသာတွေ့ရပြီးမိမိရဲ့ဖောက်ကောင်တွေကိုလည်းထိမ့်ချုံမရတော့တဲ့အတွက်တကြိုးတည်းပြေးလီတော့တယ်။တစ်ဖက်မှာလည်းထူးမောင်ကမိမိရဲ့စိတ်ကိုခွာထုတ်ပြီးတော့မိမိကိုယ်ကို ပြန်မြင်အောင်ကြည့်နေတယ်။အောင်မြင်ခဲ့ပြီးတဲ့ပထမအဆင့်အတိုင်းပဝေးချိန်နဲ့မိမိကိုယ်ကိုပြန်လည်မြင်နေရတဲ့အခါမှာတော့ထူးမောင်ကအမှတ်တစ်ချက်ကိုရှေ့မှာထောင်ပြီးကြည့်နေရတယ်လို့ဖြစ်လာတယ်။ အန်နာဦးကလာပြောတဲ့အတိုင်းနှစ်ဖူးလေတဲ့တဲ့ကိုစူးဆိုင်ကြည့်နေရင်အာယုံမှာအလင်းတက်ကိုဖန်တီးလိုက်တယ်။အလင်းရောင်ဆက်လေးတွေကဆက်ရယုံအတွေ့ပွားများလာတဲ့အခါမြခုံးနှစ်ခုကြားနှစ်ဖူးလေတဲ့တဲ့ကိုစူးစီးပြီးတင်းငိန်အောင်လေ့ကျင့်နေတယ်။အဲဒီနောက်ဆက်ကြဝရာဒလီဘာဆွမ်းအားတွေကိုစူးစီးပြီးဇံဝင်စားသလိုပြုတ်မှုချိန်လိုက်တဲ့အခါဦးကောင်အတွေ့လေးလံကိုက်ခတ်လာပြီးအလင်းရောင်တွေပြောက်ွယ်စားပြုတ်လာခဲ့တယ်။ခန္ဓာကိုယ်ကလည်းအသက်ရှူမြန်လာပြီးတော့နှစ်ဖူးမှချွေးစွနေတယ်။ အမြင်အာယုံချုပ်ရင်းတဲ့မျက်လုံးနှလုံးကတစစ်စစ်ကြိုက်ခဲနားကျင်လာခဲ့တယ်။အဲနောက်အာယုံအတွင်းထဲကမိမိရဲ့ပုံရိပ်တွေပျောက်ကွယ်လာပြီးအတိတ်ကဖြစ်ရပ်တွေသာပေါ်လာခဲ့တယ်။မိဘတွေကပညာတဲ့လက်ချက်နဲ့အသက်ဆုံးရှုံးခံရပြီးကုန်းတန်းကြီးရွာသားတွေကိုအညှိုးတေးထားချေခံရတဲ့ပုံတွေအနစ်ဆက်ခံဘွားနဲ့နှိမ့်ချခံရပြီးအဖိုးဖြစ်သူရဲ့ကာကွယ်ဆောင်ရှောက်ပေးခဲ့ပုံတွေသူမရှိတဲ့အချိန်မှာနေနဲ့အတူအဖိုးပါမင်းလောင်တိုက်သွင်းခဲ့ကြတဲ့ ရွာသားတွေရဲ့ဝိုင်းဝေးရနဲ့ခင်ရပြီးမြေကြီးထဲမှာအရှင်လက်လက်မြေမြုပ်နဲ့ခရပုံတွေကိုတရီရလာပြီးတော့ငယ်ပူတွေစီးကြလာခဲ့တယ်။ဒီအဖြစ်ပြက်တွေအပြင်ငယ်စဉ်ကချစ်ကြွယ်ဝင်မှုသူမပန်းဖြူကသူ့အတွက်ခြုံနယ်လေးတစ်ခုချားမှာအဖြူရောင်ပုံမလေးတွေထည့်ပြီးလက်ဆောင်ပေးခဲ့ပုံတွေမပန်းဖြူနဲ့ဂျီနုပျော်ရွှင်ရမယ့်အချိန်မရောက်ခဲ့မှာပဲတေဆုံးပြီဆိုတဲ့တရီစိုးတွေကြားခဲ့ရတဲ့အချိန်တွေကိုပြန်လည်မြင်အောင်နေမိတယ်။အဲနောက်ဥဝင်တဲ့အကြောင်းတွေကိုတရီရလာပြီး ဥဝင်ရသူ့ကိုကယ်တင်ပေးထားတဲ့ပုံပရပါကြီးရလာတဲ့အချိန်မန်းနဲ့အစီအွေကိုတက်ဆွန်ချိုးပန်းစီရင်ပေးခဲ့ပုံနဲ့နောက်ဆုံးမိမိနဲ့ပတ်သက်ပြီးယင်းနေသူမှန်သမျှအသက်သေဆုံးရတဲ့ဖြစ်ရပ်တွေကိုပါတွေ့စိတ်တွေမတီးမငြိမ်ဖြစ်နေပြီးချစ်စဉ်တွေကလည်းမအောင်မြင်နိုင်မဲမှောက်အတိကျသွားပြန်တယ်တဖက်မှာလည်းဥတန်ကတယောက်မျက်စိမှာတူကြီးတက်လက်ထန်းရင်ကြောပေးကစောင့်နေတယ်ဒီအချိန်နောက်ကလက်လာတဲ့လှေတွေကမျက်စိမှာလှေဦးဆိုင်ကြပြီးလှေစုစုပေါင်း၁၀စီးလောက်ရှိတယ် လေဘောကပြစ်ဆယူပါခိုင်းသားတွေခုတ်ဆင်းလာပြီးတော့ရှေ့စီလူ9ယောက်ထွက်ပြီးမတ်တက်ရလိုက်တယ်။အဲ့ဒီလူ9ယောက်ကလဝါတွေကိုချိန်ရွက်ပြီးဥတိုင်ငယ်ရှိရာစီအောင်အဝေးကနေဗျာန်းကိုတွန်းလိုက်တဲ့အခါစွာအပြင်းလိုက်တကူကတလက်လိုတရရိပ်ပြေးလာပြီးလေဟိုခွင်းကဝင်ရောက်လာခဲ့တယ်။ဥတိုင်ငယ်ကလှဲမကြည့်ပဲကြော်ခိုင်းထားရင်တန်သူကြီးအောင်လက်တစ်ဖက်စီအပြောင်းလဲလောက်ကလက်ပြတ်နှစ်ချက်ခက်မြမြရိုက်ထက်လိုက်တယ်။လူစုံတက်စုံရောက်လာကြပါလား။ ဒါပေါ့ဥတန်ကြီးဟာပြဆယူပါဂိုင်းဝဲငါခုရဲ့ဆယ်ဦးမူငါဦးမူဆိုတော့လေခလေးဆက်စီးနဲ့လူလဲဆုံတက်လဲဆုံတော့ပေါ့မင်းတို့ကုပြတ်လာတဲ့အေယာဝရီမြကြီးထဲမှာမင်းတို့ရဲ့အသက်တွေရေစုံမျောတဲ့အခါမှာတက်မစော်ရွတ်မစော်ဖြစ်ကုန်တော့မှာပဲတိတ်လေအပြောမကြည့်နဲ့လေကျုပ်တို့ဟာဆယ်စုမှုတွေဆိုပေမဲ့ငကားကလောဂုံမရက်ခဂတ်တပငါးဝက်အစုံနဲ့အဖွဲသားအေအာ90ဆိုတော့တချင်ရရာစုမှုကြီးဥတန်ငယ်ရှင်းနိုင်ပါမလား ငါ့အောင်နိုင်မို့မင်းတို့ကရရာစုမူ20လောက်ဆိုရင်တော့စဉ်းစားပေးမယ်လေ။တိတ်ကိုလေကြီးလေကျဲပြောတဲ့အဖို့ကြီးပဲ။ကောင်းပြီလေ။ကျောက်တို့အနေနဲ့ခမည်းရဲ့အပြောကိုကြည့်ရသေးတာပေါ့။ကျောက်တို့နဲ့မရှိခဲ့မှာကျောက်တို့အဖွဲသား90ကို9ရောက်တစ်ဖွဲ့စီမိတ်ဆက်ပေးမယ်။ဘလို့လဲ။နဲတယ်ကွာတိတ်နေတယ်။အကုန်လွတ်လိုက်။ကျော်ပေးပြီးမထီမဲ့မြင်လုံနေတဲ့ဦးတန်ကြီးကိုတတ်ခတ်ဖို့ငကားအဖွဲဆယ်စုမူကသူ့ရဲ့တပည့်အဖွဲသား၁၀ယောက်ကိုလှုပ်လိုက်တယ်။ ၎င်းအဖွဲ့သား၁၀ယောက်ကလည်းဦးတန်ငယ်ကိုတိုက်ခတ်ဖို့အစိတ်လက်နက်ကိုစီဖြစ်ပြီးနောက်ကျောကနေဝင်ရောက်လာခဲ့တယ်။ဦးတန်ငယ်ကခြေတန်တွေကိုနားစိတ်ရင်နီးကပ်လာတဲ့အခါအရှိဆုံးကဝင်လာသူနှစ်ယောက်ကိုတန်သူကြီးနဲ့လှန့်ပြက်လိုက်လေတယ်။အဲနောက်မျိုးခြေတစ်ချက်ဆောက်ခုံပြီးတော့လေပွားနေတစ်စီရန်သူ၃ယောက်ကိုခေါင်းတွေပြုတ်ထွက်အောင်ကန်ထုတ်လိုက်ပြီးသူကြီးကိုကောက်လိုက်တယ်။ပြီးတဲ့အခါသူ့ကိုထောက်ပြီးတော့ချက်ရှိနေတဲ့လူ၅ယောက်ရဲ့မျက်နှာတွေကိုချင်းနဲ့နောက်ပြန်ရင်သူကြီးနဲ့ဆက်ရိုက်ထက်လိုက်တဲ့အခါမှာတော့ ငါးဦးသားမှောက်လဲသွားပြီးနေရာကနေပြန်မထနိုင်တော့ဘူး။မင်းတို့မင်းနေပြီထင်တယ်။တန်ငင်းဆိုတဲ့ငါဂလုံအဖက်မှာရာစုမှုဖြစ်ခဲ့ဘူးတဲ့နော်။ငကားပေါက်ဆောင်လေးတွေကနိုင်မဲနဲ့လား။ငကားအဖွဲနဲ့မရဘူးဆိုတော့လေဂလုံအဖွဲပေါ့။ဟဲ့ကောင်လေးတက်ကြကွာ။ဂလုံအဖွဲဆဲစုမှုကလေသူ့လူဆယ်ယောက်ကိုလှုပ်လိုက်ပြန်တယ်။အဖွဲသားအစ်စ်ဆိုပေမဲ့လေးဘော်ကိုကောင်းကောင်းခုံနိုင်ကြပြီ။ ။ဦးတန်ငယ်ရဲ့တိုက်ခွန်းနဲ့ဆင်းတဲ့တက်ခတ်မှုမျိုးကိုပြုလုပ်လာကြတယ်။ဦးတန်ငယ်ကိုဆယ်ဦးလုံးဝိုင်းပြီးတိုက်ခိုက်ကြတဲ့အခါဦးတန်ငယ်ကအပေါ်ကိုတစ်ချက်ခုန်လိုက်တယ်။အဲနောက်အနီးကတိုက်ခတ်မှုတွေကိုပြုလုပ်ရင်သူ့ကြီးကိုပြစ်ချကလက်ပလာနဲ့ဝင်ရောက်တိုက်ခိုက်တော့တယ်။ဒီအဖြစ်ကိုမြင်တဲ့ခလုံးအဖွဲ့ကရန်သူငယ်သားဆယ်ဦးကလေပေါ်တစ်ချက်မြောက်ပြီးအောက်ကိုပြန်ကျလိုက်။သူပုတ်ပွက်အလိုတေဆုံးသွားကြရလိမ့်မယ်။ဒီအဖြစ်ကိုမြင်တဲ့ခလုံးအဖွဲ့ဆယ်စုမှုကမျက်နှာပြတ်သွားတယ်။ ဂုံမန်ရက်ခဂဒဘဝိုင်းလိုက်ကြကွာကျန်တဲ့သုံးဖွဲရဆဲစုမှုတွေကလူစရောက်နဲ့မနိုင်တဲ့ဥတန်ငယ်ရဲ့အစွမ်းကိုတိသွားပြီးလူ30လုံးကိုတက်ခတ်ဖို့အမိတ်ပေးလိုက်တယ်ဂုံမန်ရက်ခဂဒဘအမိရတဲ့အဖွဲသုံးကလက်အောင်ငယ်သားလူ30ဟာလေဥတန်ငယ်ကိုဝိုင်းထားလိုက်ကြတယ်ဥတန်ငယ်ကပိတ်တာ20လောက်လေးတဲ့တူကြီးကိုဘယ်လက်ကနေညာလက်ကိုပြောင်းခံပြီးတော့ဘေးဘီဝဲရစီကိုအကက်ခတ်တယ်ပြီးတော့ခဏအတွင်းမှာပဲ ဂုံမဲအဖွဲရဆယောက်ကအပေါ်ကိုခုန်တက်ပြီးတော့ဥတန်ငယ်ကိုပြစ်မှတ်ထားပြီးဖနောက်နဲ့ပေါက်ချလိုက်တော့ဥတန်ငယ်ကဗလက်ပြန်နဲ့ပင့်ကာထားလိုက်တယ်။အဲဒီနောက်ရခအဖွဲသားတွေကဥတန်ငယ်ရဲ့ခန္ဓာကိုယ်ပက်လက်အောင်လက်တီတလုံးစီဗျာနုထိုးသွင်းလိုက်ကြပြီးဂဒဘတွေကဥတန်ငယ်လဲကြသွားအောင်ခြေထောက်တွေအောင်ဥတီတိုက်ခိုက်ကြလိမ့်တယ်။ဒါပေမဲ့လည်းဥတန်ငယ်ကအလုံးကိုတောက်ခံထားပြီးတော့လက်ထရတန်နူကြီးကိုမြေပြင်မှာစောင့်ချလိုက်ပြီးနောက်ခန္ဓာကိုယ်ကဆွမ်းအားလိုက်တစ်ခုတွန်းကန်ထွက်လာပြီး တက်ခတ်လာတဲ့ရန်သူတွေကိုမြေပြင်ပေါ်လဲကျသွားစီတယ်။ရန်သူတွေပြန်ထလာတဲ့အခါမှာတန်သူကြီးနဲ့အဝတ်ရံပြီးတော့15ရောက်ခန့်ကိုခေါင်းမမွကြအောင်တက်ခတ်ခဲ့တယ်။တက်ခတ်နေတဲ့ဂျာကမှကဒဘအဖွဲရရုတ်တရက်ထင်မှတ်မထားတဲ့တက်ခတ်မှုတွေပြုတ်လုလာတယ်။ရန်သူကဒဘအဖွဲသားတွေကလက်ထဲမှာကိုစီစုပ်ကင်ထားတဲ့အဖြူရောင်အမုံတွေနဲ့ပဝဲကျဲတစ်ခုလုံးကိုကျက်ပတ်တဲ့အခါမှာပန်းရည်နဲ့လုံးမှွေးကြံသွားပြီးတော့ဥတန်ငယ်လက်ခေါင်းထဲမှာမူးဝေသွားတယ်။ ပဝင်းချီတစ်ခုလုံးကိုလည်းအဖြူရောင်မျိုးတွေနဲ့ဝေးရနေပြီးတော့ရန်သူကိုမမြင်ရတော့မျိုးတွေကင်းစင်သွားတဲ့အချိန်ရန်သူတွေကဥတန်ငယ်ကိုရှာမတွေ့နိုင်ဖြစ်နေတယ်ဒီချိန်ရန်သူတွေကအလဲမဆုလိုက်ကြပြီးဥတန်ငယ်ကိုအရက်လေးမျက်နှာမှာဟိုဟိုဒီဒီရှာဖွေကြတယ်ခဏကြာမှတော့ဥတန်ငယ်ဟာကောင်းငင်ကနေတက်တစိတ်ခုန်ဆင်းလာပြီးသူ့ရဲ့တန်သူကြီးနဲ့လူအုပ်ကြားတဲ့ကိုထုချရင်မြေပြင်ကိုလက်တစ်ချက်ပုတ်လိုက်တယ်အဲနောက်ငကားကလေးကိုမရက်က ကတဘအဖွဲ၅ခုကစေစုမှုတွေဒါကျင့်ရပြီးတော့အာလုံးတိတ်ဆုံးကုန်ကြတယ်။ဘူတန်ကလည်းအစိတ်မိသလိုဖြစ်ပြီးအမင်းအောင်ယုံနဲ့ဝေဝါလာရင်ကျင့်တဲ့၅ရောက်ကိုရင်ဆိုင်ခဲ့လိမ့်တယ်။တဖက်တင်းညိုင်စီရမှလည်းထူးမောင်ကထိန်ချုံကခတ်နေတဲ့စိတ်အာယုံတွေကိုစူးစမ်းစုစည်းပြီးနောက်ပထမအစိတ်ဒုတိယအစိတ်ထိအတိုင်းမိမိကိုယ်ကိုစိတ်နဲ့ပြန်ကြည့်ပြီးနှစ်ဖိုးလေတဲတဲ့မျက်ခုံးနှစ်ခုချောင်းစိုက်ကြည့်နေတယ်။အဲနောက်အလေးရောင်တွေကိုမြင်ရောက်လာပြီးတော့ ဓာတ်ဆွဲယူတွေကိုနှစ်ဖူးအတွင်းဆောက်ယူနေတယ်လို့ခံစားလိုက်ရတယ်။ဒီအချိန်တိတ်ဆိတ်နေတဲ့တင်ညာအတွင်းနဲ့စီလူရဲနှစ်ခုဝင်လာခဲ့တယ်။အဲ့ဒီလူရဲနှစ်ခုကထူးမောင်ရှိရာစီကိုတဖြည်းဖြည်းချိတ်ကပ်လာနေတယ်။ထူးမောင်ရဲ့အနည်းမရောက်ခင်ဇေယျပေါ်မှာအိတ်နေတဲ့ဥကာလာအနည်းကိုအရိပ်တွေကျလာတယ်။အဲ့ဒီနှစ်ဦးကတော့ပန်းပြုံနဲ့ဖုတ်ကောင်တို့တက်ခတ်နေတဲ့အချိန်ရှောင်ထွက်လာတဲ့မဲတော်လေးပါးခန်းရအမျိုးသမီးနှစ်ဦးပဲဖြစ်ပါတယ်။ဒီအမျိုးသမီးနှစ်ဦးကထူးမောင်ကိုလှုပ်ချက်မင်းပရပိုက်ကြီးကိုယူရမှာမို့ ဥကလာကိုလည်းစိတ်မချတဲ့အတွက်တက်ဖို့ပြန်လိုက်တယ်။အမျိုးသမီးတဦးရဲ့အင်ကြီးလက်အတွင်းထဲကနေအစိတ်ပြင်းတဲ့ငမ်းမွေကြီးတစ်ကောင်ရှော့ထွက်လာတယ်။အဲ့ဒီမွေကြီးကတုတ်ငါလက်ငါသွားရင်ဥကလာနေနေတဲ့နေရာစီကိုရောက်လာခဲ့တယ်။ပြီးတဲ့အခါမှာတော့ဥကလာရဲ့မျက်နှာတဲတော့ဗပြင်းမိုးပြီးပေါက်ချလိုက်တယ်။မွေကြီးကပေါက်ချလိုက်တယ်ဆိုပေမဲ့ဥကလာရဲ့မျက်နှာကိုငွေဆွဲမထိခင်မှာခဝဲဝဲရကိုးဌာနာတန်တဲ့ဓာတ်ဝဲပြန်လာပြီးတော့ ။မွေကြီးကိုနှစ်ပတ်ဖြတ်ကာဇရဲ့ကျင်းမြင်မှာစိုက်ဝင်သွားတယ်။ဒါနဲ့အပိုင်ခံရတဲ့မွေရအချက်ချင်းအခိုးငွေတွေထွက်ပြီးမီးလောင်သွားခဲ့တယ်။ဇရဲ့ကျင်းမြင်ကိုဓာပြေးဆိုင်လာတဲ့အတက်ကြောင့်ဥကလာနိုးလာပြီးမန်နယ်ပရပိုက်ကြီးကိုပြေးကင်ထားလိုက်တယ်။ချက်ချင်းပဲလက်တစ်ဖက်ကတန်လေးဓာရို့ကိုရိုက်ထုတ်လိုက်တဲ့အခါဒါလည်းလုံးကျန်သူမိမတဦးစီကိုပြုံးဝင်သွားခဲ့တယ်။အဲ့ဒီမိမဓာကိုရှောင်ပြီးလှုပ်သွားတဲ့အခါမှာတော့တဟာဟာနဲ့လှောင်ပြောင်းရီမောနေခဲ့တယ်။အဲ့ဒီလိုလှောင်ပြောင်းနေတဲ့အချိန်မှာပဲ တန်နေဓာရဲ့ဓာဥချုံကသူမရဲ့ဗစက်ထရနဲ့တိုးထွက်လာတာကိုမြင်လိုက်ရတယ်။ရန်သူမင်းကလေးနှစ်ဦးမှတဦးဇက်သိမ်းသွားတဲ့အတွက်တခြားတယောက်ကခုန်ထွက်ပြီးဥက္ကလာအနည်းကိုရောက်လာခဲ့တယ်။တေဆုံးသွားတဲ့ပညာတဲ့မိမရဲ့ဗစက်ထရနဲ့ဓာကိုဆဲနှုတ်ခံလိုက်ရတဲ့အခါမှာတော့မိပြမအယုတ်ချိုးပြက်လဲကျသွားပြီးသူ့နောက်မှာလည်းထူးမောင်ကိုတွေ့လိုက်ရတယ်။ထူးမောင်ကသူ့တွေကိုစုပ်ယူနေတဲ့တန်တဲ့ဓာကြီးကိုကရင်ရက်နေခဲ့တယ်။ကျန်ရှိနေတဲ့ပညာတဲ့မိမတယောက်ကလည်း ထူးမောင်ကိုအနိုင်တိုက်ဖို့မလွယ်တဲ့အတွက်ဓမြောင်တစ်ချောင်းကိုထုတ်ယူပြီးဥက္ကလာရဲ့လက်ရင်းကိုထောက်ထားခဲ့တယ်။ပြီးတဲ့အခါထူးမောင်ကိုချိန်ချောက်ပြီးဥက္ကလာလက်ထက်ကမန္တပရပိုက်ကြီးကိုပြို့ဖို့တောင်းလိုက်တယ်။ဥက္ကလာကလည်းအသက်သမျှအရေးကြီးတဲ့အတွက်မပေးဘဲခေါင်းမာနေခဲ့တယ်။ကောင်းလေးထူးမောင်ငါ့ကိုမငဲနဲ့မင်းလုံးစရာရှိတာကိုသာဆက်လုပ်ငါ့ကမသိဘူး။ရှစ်တလဲတိုးတာနဲ့မင်းလူရဲ့အသက်ကိုနှောက်ပြီးသားပဲထူးမောင်ငါတို့လိုချင်တာပရပိုက်ပဲ။ ီတော့အတတကြီးပေးလိုက်ပါမဟုတ်ရင်မိစကားမဆုံးခင်ပါပဲချိတ်ချုံနေသူပညာတဲ့မိမရဲ့လက်ပီးကနေဝဲချုံတစ်ချောင်းဖောက်ဝင်လာခဲ့တယ်ဥကာလာလည်းပခုံးပေါ်ကသွေးဆက်တွေကျလာလို့တွန့်ထုတ်ရှောင်ဖယ်ပြီးနောက်တေဆုံသွားတဲ့ပညာတဲ့မိမအနောက်ကနေပန်းဖြူရောက်လာခဲ့တာကိုတွေ့ရတယ်သူ့မောင်လည်းမျိုးလုံးတွေကိုမှိတ်ထားပြီးလာရောက်တိုက်ခိုက်တဲ့အတွက်ချစ်စင်အောင်မီးလို့ဝမ်းသာသွားပြီသူ့မောင်မင်းနောက်ဆုံးအစ်ရောဟုတ်တယ်ဥကာလာဒါမဲ့ ကျောက်မမြင်ချင်တဲ့လူတွေဆိုရင်တော့မမြင်ဘူး။အပန်းဖြူဟာသူ့ကိုရေရွေပြောတယ်ဆိုတာသဘောပေါက်တာကြောင့်တက်ပြင်းချလိုက်တယ်။မိမိထက်အသက်ငယ်တဲ့ထူးမောင်ကိုလည်းခွန့်လော့နားလဲပြင်းပြဖြစ်လို့စိတ်မဆိုးပဲမချိပြောလေးနဲ့အနည်းကိုကတ်လာတယ်။ထူးမောင်ကပန်းဖြူလာနေတာကိုသိတာကြောင့်တန်တေထောက်တအိမ်နဲ့ထိုးသွင်းရင်ဇရက်ပေါ်တက်သွားတယ်။ပန်းဖြူကလည်းဇရက်ထိရောက်အောင်လိုက်သွားတဲ့အတွက်ဥကာလာပြုံးနေတယ်။ဒါပေမဲ့အဲ့ဆရာနေရာမရှိတာကိုအကြောက်ပြရှောင်ထွက်ပြီး တင်းကြိုင်းထဲမှာရှိတဲ့ခုတလုံးပေါ်မှာသွားအိတ်နေခဲ့တယ်။ကိုထူးမဘယ်သူလဲ?ရှင်ပြောတော့မမြင်ရပါမယ်။အတန်ကိုမှတ်မိပါတယ်ဆို။အခုတော့မေ့သွားပြီလား။တေသောသူကြာရင်မေးတဲ့။ကြောက်ချက်တဲ့မပန်းဖြူဟာတေသွားပြီ။ခမ ्या ကိုထွက်သွားဖို့ပြောထားတာဘာကြောင့်ပြန်လာတာလဲ။မပန်းဖြူကလက်တော်လုံးခန့်အရွယ်အနဲ့ရောင်ချီချိုးပြားလေးကိုထူးမောင်ရဲ့အမြင်အာရုံမရှိတော့တဲ့မျက်လုံးတွေကိုစီးနောက်ပြီးဖောင်းအုပ်ပေးလိုက်တယ်။ ဒါပေမဲ့လည်းထူးမောင်ကချင်းစင်ရရတဲ့ဆွဲအားကြောင့်ပန်းဖြူရဲ့လက်ကိုမြင်နေရပြီ သူကိုယ်တိုင်လက်ဆောင်ပေးထားတဲ့ရွှေလက်စွပ်လေးဝတ်ထားတာကိုလည်းတွေ့ရတယ်ထပ်သားလို့မဖြစ်ဘူးလေကိုရီထူးမောင်ရဲ့ရိုးရိုးခေါ်ပါ ဟုတ်ပါပြီကိုထူးမောင်ရဲ့အခုဆိုရင်အရက်လေးမျက်နှာမှာရန်သူတွေကပေါ်တဲ့အပြင်အစိုးရရဲ့ရာဇဝတ်ပေးလဲရှိနေတော့တိတ်ကိုအဲ့နေကြီးတယ်လေရှင်ရဲ့ကျမရဲ့ဦးတန်ငယ်ရဲ့တုံးကိုစုတော်ငွေတွေထုတ်ပြီးဖမ်းဆီးမယ်လို့ကြားတယ် ကျုပ်ဓာရီဂယုမဆိုင်ဘူး။နောက်ပြီးကျုပ်မျက်လုံးဓာရီမစည်းကြုံဖယ်ထား။ဘာဖြစ်လို့လဲရှင့်။မင်းပေးထားတာဖြစ်နေလို့။ကျမကဒါအကုန်ဖယ်လိုက်မယ်ဆိုရင်ရှစ်တကိုလို့လူမြင်လို့တာကောင်းမှာမဟုတ်ဘူး။ခေါင်းရပြူဒါမကြီးအောင်တော့ကျုပ်ကိုမနှောင်းနဲ့။မပန်းဖြူကစိတ်ဆိုးနေတဲ့ထူးမှန်ကိုချီးစဲနောက်ပြောင်လိုက်တယ်ဆိုပေမဲ့မြေအောက်အဖွဲ့ဝင်နာမည်တက်ပြီးအခေါ်ခံလိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်သွားတယ်။မပန်းဖြူမှာတေးပြီဆိုပြီးသူ့ကိုလိန်ညာခဲ့တာ။ လဝဲကဝင်ခဲ့ရလို့အထင်လွဲနေတဲ့ထူးမောင်ကနင်းနေမှမလျှော့ယခုစကားလက်ခံပြောနေတာလေလဝဲကနဲ့မြေအောင်ဖွဲ့ဝဲယာတို့နှစ်ခုဆွလွတ်ခဲ့တာကြောင့်ဖြစ်ပြီးတော့ပန်းဖြူမဟုတ်တဲ့တခြားပညာတဲ့ဆိုရင်အသက်ရှင်ရတာထားမှာမဟုတ်ကိုထူးမောင်ပညာတဲ့တွေကိုဘာကြောင့်မုန်းနေတယ်ဆိုတာကျွန်မသိပါတယ်ဒီလိုလဝဲကဝင်ဖြစ်ခဲ့တယ်ဆိုတာလည်းအကြောင်းရင်းရှိတယ်တေဗီဆိုပြီးကိုထူးမောင်နဲ့အဆက်အသွယ်ဖြစ်ခဲ့တယ်ဆိုတာကိုထူးမောင်ရဲ့စိတ်ကိုသိလို့ မန်းနဲ့အစီအနေမပေးခင်လဝဲခိုင်းနဲ့ထိတ်ထိုက်တွေ့မှဆိုလို့ကျမနဲ့လဝဲခိုင်းဘလို့ပတ်သက်နေတယ်ဆိုတာကိုထုမောင်သိချင်ပြောပြပါမယ်မသိချင်မိစ္ဆာခေါင်းတွေအကြောင်းလုံးဝမကြားချင်အခုဒါထက်အရေးကြီးတာရှိတယ်ဘာများလဲကိုထုမောင်မြစ်စိတ်မှာဦးတန်ငယ်နဲ့ပြစ်ဆက်ယူပါခိုင်းသားတွေတိုက်ခတ်နေတယ်ခွချက်ချင်းသွားမယ်ဦးကလာချောင်းမီနားထောင်မနေနဲ့လိုက်မလားဟွန်းမျက်လုံးမကောင်းဘူးလို့ပဲဟိတ်မြစ်စိတ်ကိုလည်းမြင်ရတယ် ချောင်းမေနားထောင်တာလဲတင့်နေတယ်ဆိုတော့နည်းနည်းတော့လန့်သွားပြီမင်းတို့ဆုံးနဲ့သွားကြပါကွာငါကတ်မှန်ကြီးမလိုက်တော့ဘူးဒါဖြစ်လဲပရပိုက်ကိုစောင့်ရှောက်ထားဗျာထူမောင်ကဥကလာကိုစိတ်ထရနဲ့မျက်စောင်းထိုးပြီးတော့တန်နေဓာကြီးကိုခေါင်းမချိန်မြေကြီးမိုးမောင်ရဲ့ကြောပုတ်ကိုတက်လိုက်တယ်မပန်းဖြူလဲဇရက်ပေါ်မှာထိုင်နေထူမောင်ကိုလိုက်ကြည့်နေတယ်ထူမောင်ကဒုံဆိုင်ထွက်ခွာဖို့ပြင်လိုက်တယ်ဆိုပေမဲ့မိုးမောင်ကဇက်ကိုခါရက်နေပြီးခွာခုတ်နေတယ် မိုးမောင်ကလူတယောက်ရဲ့အခြေအနေကိုရိပ်မိနေဟန်မလိုက်ဘူးလားထူးမောင်ရဲ့ခက်ဆက်ဆက်မိကုံးကိုကြားတဲ့အခါမှာတော့မပန်းဖြူလဲပြုံးလာပြီးမိကြီးမိုးမောင်အပေါ်ခုန်တက်လာလိမ့်တယ်ခမရကြုတ်ကိုမကန်နဲ့ဒီစကားကြတော့မိကြီးမိုးမောင်ကမြင်းစိတ်ကိုဒုံဆိုင်ပြီးတော့ကုဆုံပေါက်ပြေးတာကြောင့်မပန်းဖြူကထူးမောင်ရဲ့ခါကိုမတိမတာဖက်ရင်လိုက်လာခဲ့တယ်မြင်းစိတ်ကိုရောက်တာနဲ့ညောင်မောင်မှာအလင်းရောင်ဆက်ရှင်တွေကတဝင်းဝင်းနဲ့ခက်လန်းလန်းကတိုက်ပွဲကိုလှမ်းမြင်နေရတယ် 900တယောက်တက်ဝဲဖြစ်ပြီးရန်သူဘက်ကငကားကလော်ဂုံမရက်ခဂဒပဆိုတဲ့အဖွဲ့ငါးခုရဲ့စေစုမှုနဲ့ဥတန်ငယ်တို့တက်ခတ်နေကြတယ်။ပိတ်တာ24တဲ့တန်သူကြီးတွေနဲ့ရန်သူ9ယောက်တက်ခတ်လာတဲ့ပုံစံအမျိုးမျိုးကိုကောက်ွယ်နေရတဲ့ဥတန်ငယ်ကိုမြင်ရတာ။ဥဝင်တို့ဥတော်မတို့လိုအစ်စ်မြင့်တက်ခတ်ရေးသမားကြီးတွေကိုသတိရစေတယ်။ရန်သူ9ယောက်ကဥတန်ငယ်ကိုတက်ခတ်နေအဝေးကရုတ်တရက်လာတဲ့အလင်းနှံတွေကြောင့်ရှောင်လွှဲရင်းနောက်ဆုတ်သွားခဲ့ကြတယ်။ ဒီချိန်ဥတက်ငယ်ရဲ့တူကြီးအောင်မြောက်တက်လာတဲ့အတွက်မြစ်ဘက်ကိုပြေးကြည့်တော့မြည်တို့အစည်းမြင်လာပြီလေအားလုံးကလည်းမျောပါသွားတဲ့အတွက်ရန်သူတို့ပြေးလံပိတ်သွားခဲ့ကြလိမ့်မယ်မြေချောင်းတစ်လျှောက်ပြေးဖို့အတွက်တယောက်တစ်ပေါက်လမ်းစာရှာကြတယ်ဆိုပေမဲ့လေမြေပြင်အတွင်းထဲစီကိုခြေထောက်တွေနှိမ့်ဝင်ပြီးလှုပ်ရှားရခတ်သွားတယ်ဒီကရန်သူ၅ယောက်ကမိမိတို့မှာရှိတဲ့စွမ်းအားတွေကိုပေါက်ဆက်ပြီးနောက်ဆုံးတိုက်ခွက်ကိုထောက်တုံးကြပေမဲ့စက်ကြိုးတန်းတွေကထူးဆန်းတဲ့လေပြင်းတိုက်ခတ်မှုကြောင့်အခုံးဝိတ်တပွဲပြက်ပြဲသွားခဲ့တယ် နောက်ဆုံးမှာတော့ခန္ဓာကိုယ်တစ်ခုလုံးကိုမြေဆွဲလောင်သွားတဲ့အတွက်ကြောက်အားလက်အားအော်ဟစ်ရုန်းကန်ကြတယ်။မြေစိတ်တစ်ခုလုံးကြောက်မက်ဖွယ်အော်တန်ကြီးတွေလွှမ်းသွားပြီးမကြခင်အချိန်အတွင်းမှာပဲရန်သူ၅ဦးရဲ့ဥကောက်တွေကထူးမောင်ရဲ့တန်တေဓာတ်တစ်ချက်နဲ့အပိုင်းမိုက်ပြက်လို့ဇက်သိမ်းသွားခဲ့လိမ့်ပြီ။အဲနောက်မှာတော့ထူးမောင်မပန်းဖြူနဲ့ဥတန်ငယ်တို့၃ယောက်မြေကြီးမိုးမောင်ကိုတဦးစီဆွေးဥကလာရှိရာတင်းကျမ်းမြေကိုပြည့်လဲရောက်ရှိလာခဲ့တယ်။ညနေအာယုတက်ချိန်ရောက်လာပြီဖြစ်လို့ ဝေးကျင်ကိုကောင်းစွာမြင်နေရတယ်ဆိုပေမဲ့လည်းကြက်ရိတ်ခဲ့သူဥကလာတော့မန်နယ်ပရပိုက်ကြီးနဲ့အတူတူပျောက်ချင်းမလားပျောက်သွားခဲ့ပါတော့တယ်ပရိသတ်များရှေ့မန်နယ်ထူးမောင်နဲ့နောက်မှလိုက်လာကြသူများဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အပေးခဲ့ကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုကျေးဇူးထူးပဲတင်ရှိတယ်လို့ဆိုင်းရေးဆရာမင်းဟိတ်ခတ်ဥဒ္ဓတိပေါ့လေကျေးဇူးထူးပဲတင်ရှိပါတယ်ရှေ့ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ် ရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်ထာဝရပတ်စားနိုင်ကြပါစေရှင်